For the first time in decades, China's population has declined. လူဦးရေကျဆင်းရေးကပ်ဘေးနဲ့ကြုံတွေ့ရမယ့်တရုတ်ပြည်။ဆယ်စုနှစ်များစွာအတွင်းပထမဆုံးအကြိမ်ဖြစ်တရုတ်နိုင်ငံရဲ့လူဦးရေကျဆင်းသွားပါတယ်။ဒီလူဦးရေဆိုင်ရာအပြောင်းအလဲကတရုတ်နိုင်ငံအတွက်သာမကကမ္ဘာလုံးဆိုင်ရာအတွက်ပါ ကြီးမားတဲ့စိုးကျိုးတွေတက်ရောက်စေမှာဖြစ်ပါတယ်။ဒါဟာဘာကြောင့်ဒီလောက်အရေးကြီးတဲ့ကိစ္စလဲဆိုတာကိုနားလည်ဖို့ဒီအချက်ကိုသုံးသပ်ကြည့်ပါ။ တရုတ်နိုင်ငံဟာကမ္ဘာကုန်ထုတ်လုပ်ငန်းရဲ့အင်အားကြီးဆုံးနိုင်ငံဖြစ်ပြီးအဲ့ဒါဟာအများအားဖြင့်သူ့ရဲ့လူဦးရေအင်အားအများအပြားမှုကြောင့်ဖြစ်ပါတယ်။တိုင်းပြည်စီးပွားရေးထုတ်လုပ်မှုရဲ့30ရာခိုင်နှုန်းနီးပါးဟာကုန်ထုတ်လုပ်ငန်းကနေလာပါတယ်။လူဦးရေဆိုင်ရာပြဿနာတွေဟာလူမှုစီးပွားပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပြီးဘေကျင်းရဲ့ကမ္ဘာလုံးဆိုင်ရာညီမှန်းချက်တွေကိုဟန့်တားနိုင်ပါတယ်။တရုတ်နိုင်ငံရဲ့လူဦးရေဟာပြိုလဲနေပါတယ်။ဒါဟာ၃နှစ်ဆက်တိုက်ကြာဆင်းခဲ့ပြီးပြီးခဲ့တဲ့နှစ်တစ်နှစ်တည်းမှာရင် 1.39တန်းကျဆင်းခဲ့ပါတယ်။ဒီလိုလမ်းကြောင်းတွေဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင်တရုတ်နိုင်ငံဟာလက်ရှိလူဦးရေ1.4ဘီလီယံကနေရာသူနှစ်အကုန်မှာတန်း900သာကျန်ရှိတော့မှာဖြစ်ပါတယ်။ဒါဟာတမိုင်းတစ်လျှောက်ကမ္ဘာပေါ်မှာအကြီးအမားဆုံးလူဦးရေကျဆင်းမှုဖြစ်လာမှာဖြစ်ပါတယ်။ရလာအနေနဲ့တရုတ်နိုင်ငံဟာအသက်အရွယ်ကြီးရင်မှုပြဿနာနဲ့စီးပွားရေးအကျပ်တဲစိုက်ရောက်မှာဖြစ်ပါတယ်။တရုတ်ကွန်မြူနတီပါတီလား။ကောင်းပြီလေ တို့ဟာဒီကိစ္စအတွက်တာဝန်ရှိသူတွေဖြစ်ပါတယ်။ဒါကြောင့်ဒီလူဦးရေပြိုလဲမှုကိုတစ်ချက်လောက်လေ့လာကြည့်အောင်။ဒါဟာတရုတ်နိုင်ငံရဲ့အနာဂတ်အတွက်ဘာကိုဆိုလိုသလဲဆိုတာကိုကြည့်ကြည့်အောင်။လူဦးရေတိုးဝှက်ဖို့ကို အားပေးခဲ့တဲ့မော်စီတုံးပထမဦးစွာအနေနဲ့လူတွေဟာဘာကြောင့်မကြသေးခင်ကမှစိုးရိမ်ပူပန်မှုတွေစတင်ခဲ့တာလဲဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်။ လွန်ခဲ့တဲ့၁၀သုနှစ်တုန်းကတရုတ်နိုင်ငံမှာလူဦးရေပြိုလဲမှုဖြစ်နိုင်တယ်လို့လူတွေမထင်ခဲ့ကြပါဘူး။အဲ့ဒီအစားလူအများစုက လူဦးရေအလွန်အကျွံများပြားမှုအပေါ်မှာသာအာရုံစိုက်နေခဲ့ကြပါတယ်။ဒါဟာလုံးဝဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။ဒီနေ့ထိတည်းလူအများပြားကဒီအကြောင်းကိုမသိကြပါဘူး။ဒါဟာဒုတိယကမ္ဘာစစ်ပြီးကတည်းကတရုတ်နိုင်ငံမှာလူဦးရေအလွန်မင်းတိုးပွားလာခဲ့လို့ဖြစ်ပါတယ်။1950ခုနှစ်မှာတရုတ်နိုင်ငံမှာလူဦးရေ944တန်းရှိခဲ့ပါတယ်။ နှစ်ပေါင်း80အကြာမှာဒါဟာ30နီးပါးတိုးလာခဲ့တာဖြစ်ပါတယ်1950ခုနှစ်နဲ့1960ပြည့်နှစ်တွေမှာတရုတ်မျိုးသမီးတွေဟာပြန်မျှကလေး6ယောက်လောက်မွေးဖွားခဲ့ကြပါတယ်အဲ့ဒီအချိန်ကတရုတ်အာနာရှင်မော်စီတုံးက ကလေးအများပြားမွေးခြင်းကိုအားပေးခဲ့ပါတယ်လူဦးရေများပြားခြင်းဟာနိုင်ငံရဲ့အင်အားဖြစ်တယ်လို့သူယုံကြည်ခဲ့ပါတယ်ဒါကြောင့်သူကတရေတားစီးခြင်းနဲ့ကိုဝင်ဖြတ်ချခြင်းတွေကိုတင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ပါတယ် တစ်ချိန်တည်းမှာပဲမိသားစုကြီးတွေကိုအားပေးတဲ့အစီအစဉ်တွေအများကြီးရှိခဲ့ပါတယ်။ကျေးလက်ဒေသတွေမှာမိသားစုကြီးတွေဟာမြေယာပူရခဲ့ကြပါတယ်။မြို့တွေမှာမိသားစုတွေဟာပိုကောင်းတဲ့အိမ်ရန်နဲ့စားနပ်ရိက္ခာတွေရရှိခဲ့ကြပါတယ်။မော်စီတုံးဟာမိသားစုကြီးတွေထားရှိခြင်းဟာဘလောက်ထိမျိုးချစ်စိတ်သက်ပြင်းပြလဲဆိုတာကိုပြသဖို့ဝါရဖြန့်ချီရေးကိုလည်းအသုံးပြုခဲ့ပါတယ်။ဒါ့ပြင်ပြည်ပမှာတော့လူတွေဟာလူဦးရေအလွန်ကြုံများပြားမှုအတွက်အလွန်စိုးရိမ်နေခဲ့ကြပါတယ်။ 1980ပြည့်နှစ်တွေမှာသူတွေတီတွေဟာဖွံ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံတွေမှာလူဦးရေဆက်လက်တိုးပွားနေမယ်ဆိုရင်ဖြစ်ပေါ်လာနိုင်တဲ့အငတ်ဘေးအန္တရာယ်အကြောင်းသတိပေးခဲ့ကြပါဗျ။မော်စီတုံးကဒါကိုလုံးဝမကြိုက်ခဲ့ပါဘူး။လူဦးရေလွန်ကျွန်အများပြားမှုနဲ့ပတ်သက်တဲ့သတိပေးချက်တွေကိုလည်းအပြင်းအထန်စင်စါဖြတ်တောက်ခဲ့ပါဗျ။အတင်းကျပ်အစီအမံများနဲ့ One Child Policy 1980ပြည့်နှစ်တွေအတွင်းမှာတော့ တရုတ်ကွန်မြူနတီပါတီရဲ့မူဝါဒတွေဟာ180ဒီဂရီပြောင်းပြန်လှန်သွားပါတယ်။မော်စီဒွန်ရဲ့ဂျမ်ဘေးတွေက လူဦးရေလွန်အကျွံများပြားလာခြင်းဟာကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုသဘောပေါက်သွားကြပါတယ်။လူဦးရေဟာတစ်နှစ်ကိုတန်းနှစ်ဆယ်နှုန်းနဲ့တိုးဝါနေပါတယ်။ဒါဟာနှစ်စဉ်နယူးယောက်မြို့ရဲ့လူဦးရေနဲ့ညီမျှပါတယ်။တရုတ်ကွန်မြူနတီပါတီအတွက်ဒီလူတွေအားလုံးကိုစားနပ်ရိက္ခာနဲ့နေထိုင်စရာပေးဖို့ခတ်ခဲ့ပါတယ်။ ဗဟိုချုပ်ကင်ထားတဲ့ community စီးပွားရေးစနစ်မှာနှစ်စဉ်အလောက်ကင်တဲ့တန်း20ဖန်တီးပေးဖို့လဲလုံးဝနှီးပါမဖြစ်နိုင်ပါဘူးတရုတ် community party ရဲ့မူဝါဒမှာပထမဆုံးအပြောင်းအလဲကတော့1980ခုနှစ်မှာစတင်ခဲ့တဲ့နောက်မှလက်ထပ်ပါကြာကြာချားပြီးမှကလေးယူပါကလေးနည်းနည်းပဲယူပါဆိုတဲ့လှုပ်ရှားမှုဖြစ်ပါတယ်နောက်ပိုင်းမှာတရုတ် community party ဟာမိသားစုတစုမှကလေးတစ်ယောက်ထဲသာထားရှိဖို့ကိုတောင်းအားပေးခဲ့ပါတယ် မော်စီဒုံတည်ဆုံးပြီးနောက်တိန်ရှောင်ဖိန်အုပ်ချုပ်တဲ့ကာလမှာအခြေအနေတွေဟာပိုလို့တော့ပြင်းထန်လာခဲ့ပါတယ်။တိန်ဟာကြီးမားတဲ့တားဆက်ချဖြတ်တောက်ရေးလှုပ်ရှားမှုတွေကိုစတင်ခဲ့ပြီးအစိုးရက ပါဝင်တဲ့သူတွေကိုငွေကြေးဆုလက်တွေပေးခဲ့ပါတယ်။မော်စီဒုံပြီးနောက်တရုတ်ကွန်မြူနတီပါတီဟာ1989ခုနှစ်မှာနာမည်ဆိုးနဲ့ကြော်ကြားတဲ့ One China Policy ကိုစတင်ခဲ့တဲ့အတွက်ပိုလို့တော့အဆုံးရောက်လာခဲ့ပါတယ်။ဥပဒေအရမိသားစုတွေဟာကလေးတယောက်ထပ်ပို့ပြီးမွေးဖွားခွင့်မရှိပါဘူး။ ပထမကလင်းမွေးပြီးနောက်တရုတ်မျိုးသမီးတွေဟာတတိတားသေးထဲ့တဲ့နာမျိုးလောက်ရပါတယ်။အဲ့ဒါတွေကိုဖယ်ရှားပြီးဒုတိယကလေးယူရင်ဇနီးတဲ့ဖြစ်သူဒါမှမဟုတ်ခင်မွန်းတဲ့ဖြစ်သူဟာအတင်းအဓမ္မသားသက်ချာဖြတ်တောက်ခံရပါတယ်။ဒါကိုရှောင်ရှားဖို့မိဘများပြားဟာသူတို့ရဲ့ဒုတိယကလေးကိုအစိုးရမှမှတ်ပုံမတင်ခဲ့ကြပါဘူး။ဒါကြောင့်အဲ့ဒီကလေးတွေအနေနဲ့ပညာရေးကျမ်းမာရေးဆောင်ဆောင်မှုအလောက်ကိုင်းဒါမှမဟုတ်လက်ထပ်ထိမ်းမြောက်ဝင်အောင်မရနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီနေ့ထိဘာမှတ်တမ်းမှမရှိတဲ့အတွက်တိကျတဲ့အရေးအတွက်ကိုအတိအကျပြောဖို့ခက်ခဲပေမဲ့ခံမှန်းခြေအဖြစ်မှတ်ပုံမထင်တာတဲ့ကလေး73တန်းလောက်ရှိပါတယ် one time policy ရဲ့ရလဒ်အနေနဲ့1980နှစ်နဲ့1980ပြည့်နှစ်တွေမှာငွေဖွာနှုန်းစတင်ကျဆင်းလာခဲ့ပါတယ်ဒီနှုန်းကအမျိုးသမီးတူဦးဟာသူ့ရဲ့တသက်တာအတွင်းပြန်မျှကလေးဗနယောင်ငွေဖွာတယ်လဲဆိုတာကိုတိုင်းတာပါတယ် ဒါပေမဲ့တင်ထင်ထားသလိုမဟုတ်ပဲမွေးဖွားနှုန်းဟာချက်ချင်းဆိုသလိုတယောက်တော့မဟုတ်တယောက်အောက်ကိုကျဆင်းမသွားပါဘူးအကြောင်းရင်းကတော့လူငိမ့်ခွင့်တွေအများကြီးရှိခဲ့လို့ဖြစ်ပါတယ်နောက်ဆုံးမှာလူဦးရေရဲ့၃ပုံ၃ပုံလောက်သာဒီ one child policy ကန့်သက်ချက်ကိုအမှန်တကယ်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်အများအားဖြင့်လူဦးရေအလွန်ကြုံများပြမှုဟာအကြီးမားဆုံးချိန်ချောက်မှုဖြစ်တဲ့မျိုးတွေကလူတွေဖြစ်ပါတယ်ကျေးလက်ဒေသတွေမှာတော့အခြေအနေတွေကကွဲပြားခြားနားခဲ့ပြီး တိဘက်ဒေသကလူဦးရေလိုမျိုးတိုင်းရင်းသားလူနည်းစုတွေဟာသူတို့လိုချင်သလောက်ကလေးမွေးဖွားနိုင်ခဲ့ပါတယ်။လွန်ငင်းခွင့်တွေရှိပေမဲ့တရုတ်နိုင်ငံရဲ့မွေးဖွားနှုန်းဟာနောက်ဆုံးမှာ1990ပြည့်နှစ်တွင်မှာလူဦးရေအစားထိုးနိုင်တဲ့အဆင့်ကိုရောက်ရှိခဲ့ပါတယ်။အမျိုးသမီးတစ်ဦးကိုကလေး၂ယောက်နှုန်းနဲ့ဆိုရင် မျိုးဆက်တိုင်းဟာအရွယ်အစားအဖြစ်အတူတူလောက်ရှိနေခဲ့ပါတယ်။ဒါပေမဲ့ပြဿနာလည်းနေတော့ရှိခဲ့ပါတယ်။ one chain policy ရဲ့အကျိုးဆက် မွေးဖွားနှုန်းဟာ1990ပြည့်နှစ်တွင်မှပိုပြီးဆက်လက်ကျဆင်းခဲ့ပါတယ်။ဆယ်စုနှစ်အကုန်မှာအမျိုးသမီးတဦးကို1.5ရောက်ဆိုတဲ့စံချိန်တင်အနိုင်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပါတယ်။အဲဒီအချိန်မှာလူတွေကပထမဆုံး one time policy ကိုရုပ်သိမ်းဖို့တောင်းဆိုလာကြပါတယ်။ဒါပေမဲ့တရုတ်ကွန်မြူနတီပါတီကနားမထောင်ခဲ့ပါဘူး။တရုတ်အစိုးရဟာတဦးဒီတော်ကလေးမူဝါဒကိုနောက်ထပ်2020ကြာ2010ပြည့်နှစ်တွေအထိဆက်လက်ကျင့်သုံးခဲ့ပါတယ်။ ဒါဟာသေစေလောက်တဲ့အမှားတစ်ခုဖြစ်ပါတယ်။သူတို့မြင်မှာတော့သူတို့ရဲ့အလွန်ငယ်ရွယ်တဲ့လူဦးရေကိုကင်တွယ်ဖြည့်ရှင်းဖို့ကန့်သက်ချက်တွေကိုဆက်လက်ထားရှိဖို့လိုအပ်နေပါတယ်။1980ခုနှစ်မှာတရုတ်နိုင်ငံရဲ့ပြည်မြအသက်ဟာ78နှစ်သာရှိပါသေးတယ်။ဆိုလိုတာကလူဦးရေရဲ့တဝက်ဟာအရွယ်မရောက်သေးပါဘူး။ဒီလူငယ်အုပ်စုကြီးဟာတဖြည်းဖြည်းအသက်ကြီးလာခဲ့ပြီး2025ခုနှစ်မှာတော့ပြည်မြအသက်ဟာ40ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အသက်အရွယ်ကြီးမြင့်လာမှုကလူဦးရေတိုးပွားမှုကိုဆက်လက်ဖြစ်ပေါ်စေခဲ့ပါတယ်။တစ်နှစ်ကိုခံမှန်းကြီးအဖြစ်နိုင်ငံသားအသစ်ဆယ်တန်းခန့်ဖြစ်လာပါတယ်။တရုတ်နိုင်ငံရဲ့လူဦးရေဟာ2021ခုနှစ်မှာမှအထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။မွေးဖွားနှုန်းအတော်လေးနှေးပါနေပေမဲ့စားနပ်ရိက္ခာထောက်ပံ့မှုနဲ့အင်အားလိုမျိုးကိစ္စတွေပေါ်မှာဖိအားတွေအများကြီးရှိနေစေဖြစ်ပါတယ်။တရုတ်ကွန်မြူနတီပါတီရဲ့အဆိုအရ လူတွေဟာကလေးလုံတော့အောင်မမွေးဖွားတာဟာပြဿနာတစ်ခုလုံးဝမဟုတ်ပါဘူး။ရေချိန်မှာလူဦးရေအနေငယ်ကျဆင်းသွားတာကိုသူတို့ကယူမဆိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါဟာနိုင်ငံသားတိုင်းအတွက်တယံဇာတ်တွေပုံများလာစီမယ်လို့သူတို့ပြောခဲ့ပါတယ်။ဒါအပြင်အချိန်တန်ရင် one time policy ကန့်သက်ချက်တွေကိုရုပ်သိမ်းလိုက်ရင်လူတွေဟာကလေးတွေပုံမွေးဖွားလာလိမ့်မယ်လို့သူတို့အမြဲတမ်းယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဒါဟာကြောက်မက်ဖွယ်ရာအမှားတစ်ခုဖြစ်လာခဲ့ပါတယ်။ one child policy ကိုပြင်ဆင်ဖို့ကြိုးစားလာ2010ခုနှစ်မှာအသက်35နှစ်ကနေ45နှစ်ကြာလူဦးရေထက် ကလေးဦးရေ30ရာခိုင်နှုန်းလောက်ညွန်နေသွားခဲ့ပါတယ်တရုတ်ကွန်မြူနတီပါတီကိုယ်တိုင်ကလည်း one child policy ကိုရပ်တန့်ဖို့အချိန်တန်ပြီဆိုတာကိုသဘောပေါက်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီရာရီဟာစုပုံသွားတတ်တယ်တဲ့နိုင်ငံတည်ငြိမ်မှုလိုချင်တဲ့ဆိုရင်မျိုးဆက်တွေကြားမှာ30ရာခိုင်နှုန်းကွာဟချက်ရှိနေလို့မဖြစ်ပါဘူး ဒါကြောင့်2023ခုနှစ်မှာတရုတ်အစိုးရဟာအ ਨੇ ဆုံးမိဘကတဦးရီသောကလေးဖြစ်ရင်ဇုံတွဲတွေကိုကလေး၂ယောက်ယူဖို့ခွင့်ပြုခဲ့ပါတယ်2016ခုနှစ်မှာတော့ one child policy ကိုလူတိုင်းအတွက်နောက်ဆုံးမှာဖြတ်သိမ်းပြီး၂ယောက်ယူခွင့်ပူဝါဒနဲ့အစားထိုးခဲ့ပါတယ်ပထမတော့ဒါဟာအလုပ်ဖြစ်ပုံရပါတယ်2018ခုနှစ်မှာတော့တရုတ်နိုင်ငံရဲ့မွေးဖွားနှုန်းဟာ1.8အထိမြင့်တက်ခဲ့ပြီးဒါဟာအတော်လေးကောင်းတဲ့ကိန်းဂဏန်းတစ်ခုဖြစ်လာပါတယ် ဒါပေမဲ့နောက်ဆုံးမှာတော့2019ခုနှစ်ရဲ့တိုးတက်မှုဟာယာယီတာဖြစ်ခဲ့ပါတယ်။ဒုတိယကလေးယူဖို့စောင့်ဆိုင်းနေတဲ့ဇုံတွဲတွေအများကြီးမရှိဘူးဆိုတာထင်ရှားလာပါတယ်။2018ခုနှစ်မှာမွေးဖွားနှုန်းဟာ1.5အထိပြန်လည်ကျဆင်းသွားခဲ့ပြီးကိုဗစ်အကျပ်တဲအတွင်းမှာပိုလို့တောင်ဆိုးရွားလာခဲ့ပါတယ်။အရေးပေါ်အခြေအနေမှာတရုတ်ကွန်မြူနတီပါတီဟာ2021ခုနှစ်မှာကလေးယူခြင်းဆိုင်ရာကန့်သတ်ချက် အားလုံးကို၃ရောက်ယူခွင့်မူဝါဒနဲ့ဖြေလျှော့ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီချိန်မှာနောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။2024ခုနှစ်မှာတော့ဒါဟာတတိယနှစ်အထိကြာဆင်းသွားခဲ့ပြီးကမ္ဘာပေါ်မှာအနိုင်ဆုံးကိန်းဂဏန်းတွေတက်တာတခုဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်အပါဝင်အချို့သောရင်းမြစ်တွေရဲ့အဆိုအရတရုတ်နိုင်ငံရဲ့မွေးဖွားနှုန်းဟာတတိယသုံးချောင်းအောက်ကိုတောင်ကြာဆင်းသွားခဲ့ပြီဖြစ်ပါတယ်။အချက်အလက်တွေလိမ်ညာနေတဲ့တရုတ်အဆိုအရကဲ တရုတ်ဆိုရဟာသူ့ရဲ့မွေးဖွားနှုန်းကိန်းကနန်းတွေနဲ့ပတ်သက်ပြီးလိန်ညာနေတယ်ဆိုတာကိုကျွန်တော်တို့ပြောတင်တယ်။တရုတ်နိုင်ငံအမျိုးသားစည်းရင်းအင်းဘူရိုရဲ့အချက်အလက်တွေကိုကြည့်မယ်ဆိုရင် မွေးဖွားနှုန်းဟာအဲ့ဒီလောက်ဆိုးရွားပုံမပေါ်နေပါဘူး။ဒါပေမဲ့သူတို့ရဲ့စည်းရင်းအင်းဘူရိုဟာတရုတ်ကွန်မြူနတီပါတီကိုနိုင်ငံရေးအရာအထောက်အကူဖြစ်စေဖို့အချက်အလက်တွေကိုလိန်ညာပြီးလှည့်သားရမှာနမည်ဆိုးနဲ့ကြော်ကြားပါရယ်။တရုတ်နိုင်ငံစည်းရင်းအင်းဘူရိုဟာ GDP ကိန်းကနန်းတွေနဲ့ပတ်သက်ပြီးလိန်ညာခဲ့တဲ့အမှုတွေအများကြီးရှိပါရယ်။ တရုတ်လူဦးရေကိန်းကဏ္ဍတွေကိုယ်တိုင်လည်းချဲ့ကားထားတာဖြစ်ပါတယ်။တရုတ်နိုင်ငံမှာတင်ပြထားတဲ့1.4ဘီလီယံထက် လူဦးရေတန်းတရာလောက်ညှော့နေနိုင်ပါတယ်။ဒါကြောင့်တရုတ်လူဦးရေဟာပေါ်ပြထားတာထက်နည်းနေနိုင်ပါတယ်။ပြန်ပြအမျိုးသမီးတဦးကို1.2ယောက်သာမွေးဖွားတဲ့အတွက်အနာဂတ်မှာပြိုလဲဖို့တေချာနေပါတယ်။လူဦးရေကြာဆင်းခြင်းတန်ကို ခံစားလာရတော့မယ့်တရုတ်အတိတ်ကိုပြန်ကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီဟာ1990ပြည့်နှစ်တွေမှာ one china policy ကိုမဖြတ်သိမ်းခဲ့တာဟာကြီးမားတဲ့တွက်ချက်မှုမှားယွင်းမှုတစ်ခုဖြစ်တယ်ဆိုတာထင်ရှားပါတယ်။ဒါဟာနိုင်ငံတော်ရဲ့အလုံးစုံထိန်းချုပ်မှုဟာလက်လွတ်စပယ်ဖြစ်သွားတဲ့အများကြီးတွေကဥပမာတစ်ခုဖြစ်ပါတယ်။ရလန်အနေနဲ့တရုတ်နိုင်ငံဟာပြင်းထန်တဲ့လူဦးရေပြိုလဲမှုကိုပထမဆုံးခံစားရမယ့်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။2030ပြည့်နှစ်မှာတရုတ်နိုင်ငံရဲ့လူဦးရေပိရမစ်ဟာဒီလိုပုံစံဖြစ်လာမှာပါ။ ငွေကင်းစကလေးတွေထက်အသက်80ကျော်တွေပိုများလာပြီးမီလီယံမျိုးဆက်တွေကသုံးစားပိုများလာမှာဖြစ်ပါတယ်။ရိုးရိုးသားသားပြောရရင်စစ်ပွဲယောဂပရဒါမှမဟုတ်အငတ်ဘေးလိုမျိုးအရာတွေမရှိပဲလူဦးရေဒီလောက်အလင်းမြန်ကြာဆင်းသွားတဲ့အခြေအနေမျိုးတခါမှမရှိခဲ့ပါဘူး။ဒီပြိုလဲမှုဟာလာမယ့်ဆယ်သုနှစ်အနည်းငယ်တွင်တရုတ်နိုင်ငံကို ကြီးမားတဲ့ဆိုးကျိုးတွေနဲ့အတူရိုက်ခတ်လာတော့မှာဖြစ်ပါတယ်။ဒါဟာပင်စင်စနစ်ပြိုလဲခြင်းအစိုးရကျွေးမီအစမတန်မြင့်တက်ခြင်းနဲ့ စီးပွားရေးတုံ့ဆိုင်ခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဘူမိနိုင်ငံရေးရှုထောင့်ကကြည့်ရင်ဒါဟာတရုတ်နိုင်ငံဘရုံးမှနံပါတ်1မဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ဒါကြောင့်လာမယ့်ဆယ်နှစ်အတွင်းမှာတရုတ်ကွန်မြူနတီပါတီဟာထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်ကိုအပိုင်ရအောင်လှုပ်ချင်လာပါလိမ့်မယ်။ဒါဟာတရုတ်ရဲ့နေမြေချဲ့ထွင်ရေးပဋိပက္ခအတွက်လူဦးရေဆိုင်ရာအခွင့်အရေးကာလလို့ခေါ်တဲ့အရာနဲ့သက်ဆိုင်ပါတယ်။အဲ့ဒါအမှန်ပဲလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်နိုင်ငံဟာအခုကနေ10နှစ်ကျော်ရင်ပြည်ရင်းရေးကိစ္စတွေပေါ်မှာအာရုံစိုက်ရတော့မှာဖြစ်တဲ့အတွက်ဘာမှထပ်လုပ်တော့မှာမဟုတ်ဘူးဆိုတာဖြစ်နိုင်ပါတယ်။တရုတ်လူဦးရေဟာအလင်းမြန်အသက်ကြီးလာနေပြီးစိုးရိမ်စရာကောင်းသွားနဲ့ဒါဟာ2035ခုနှစ်လောက်မှာပင်စင်စနစ်ပြိုလဲမှုကိုဥတည်နေပါတယ်။အသက်ကြီးလာခြင်းနဲ့ပတ်သက်လာရင်အဓိကကိန်းဂဏန်းတစ်ခုကတော့လုံနိုင်တဲ့အရွယ်လူဦးရေနဲ့နှိုင်းရှင်ရင် မိခိုသူဦးရေများလာတာဖြစ်ပါတယ်။ အဲ့ဒါရှုပ်ထွေးပုံရပြီမဲ့တကယ်တော့အတော်လေးရိုးရှင်းပါတယ်အခြေခံအဖြစ်မိခိုးသူတွေဆိုတာအလုံးမလုံးနိုင်တဲ့သူတွေကလေးတွေနဲ့အငိမ့်စားယူထားသူတွေများပါတယ်လုံနိုင်တဲ့အရွယ်လူကြီးဆိုတာကတော့အလုံးရနိုင်တဲ့သူတွေဖြစ်ပါတယ်2020ပြည့်နှစ်မှာတရုတ်နိုင်ငံမှာ လုံနိုင်တဲ့အရွယ်လူကြီးတရာမှာမိခိုးသူ44ယောက်ရှိခဲ့ပါတယ်ဒါဟာအမေရိကန်နဲ့ဥရောပအများစုထက်နည်းနေပါတယ် သူတို့မှာလုံနိုင်တဲ့အရွယ်လူကြီးတရာမှာမိခိုးသူ90ကျော်ရှိပါတယ်။ဒါပေမဲ့2050ပြည့်နှစ်မှာတရုတ်နိုင်ငံရဲ့အချိုးဟာလုံနိုင်တဲ့အရွယ်လူကြီးတရာမှာမိခိုးသူ83ယောက်ထိမြင့်တက်သွားမှာဖြစ်ပါတယ်။အငိမ့်စားယူသူဥယျာဉ်ဟာအခုတန်း300ကနေနောက်10နှစ်မှာတန်း400လောက်ထိမြင့်တက်သွားမှာဖြစ်ပါတယ်။ဒါဟာအမေရိကန်နဲ့ပြည်တိုင်နိုင်ငံရဲ့လူဦးရေပေါင်းထက်တောင်များနေပါတယ်။အဲ့ဒါဟာအစိုးရအတွက်ကပ်ဘေးတစ်ခုဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဒီတရုတ်အလုပ်သမားတွေအားလုံးရဲ့အငိမ့်စားလာတာကိုပေးဖို့ငွေလုံလောက်တော့မှမဟုတ်ပါဘူး။ဒါကြောင့်တရုတ်နိုင်ငံရဲ့ပင်စင်စနစ်မှာအခြေခံအုတ်မြစ်နှစ်ခုရှိပြီးတစ်ခုကတော့နိုင်ငံတော်ကစီစဉ်တဲ့လက်ရှိထက်ဝင်ဝင်တဲ့လက်ရှိပင်စင်စားတွေကိုပေးချေတဲ့စနစ်ဖြစ်ပါတယ်။ဥပမာအဖြစ်အမေရိကန်နိုင်ငံရဲ့လူမှုဖူလုံရေးစနစ်ကိုစဉ်းစားကြည့်ပါ။နိုင်ငံတော်ကအလုပ်သမားတရာစီကနေဒေါ်လာ ဒေါ်လာ1000စီယူပြီးအငိမ့်စားယူထားသူကိုငိမ့်စားယူထားသူ90ကိုဒေါ်လာ2000စီပေးနေပါတယ်။နောက်ပိုင်းမှာအဲ့ဒီအလုံသမားတွေအငိမ့်စားယူတဲ့အခါသူတို့ရဲ့နောက်မျိုးဆက်ကအလုံသမားတွေစီကနေငွေရဖို့မျှော်လင့်ထားကြပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးဆက်ကအရန်သေးလို့ရင်ပြဿနာရှိလာနိုင်ပါတယ်။အလုံသမားတရာစီကနေဒေါ်လာ1000စီယူပြီးအငိမ့်စားယူသူ85ယောက်ကိုပေးရမယ်ဆိုရင်အဲ့ဒီအငိမ့်စားယူသူတွေဟာရုပ်တရက်ဒေါ်လာ1300ပဲရတော့မှာဖြစ်ပါတယ်။ သူတို့ဟာဒေါ်လာ2000ရဖို့မျှော်လင့်ထားတဲ့အတွက်အတော်လေးစိတ်ဆိုးကြမှာဖြစ်ပါတယ်။ဒီပြဿနာဟာသူတို့ရဲ့ဘဝရည်ရည်အတွက်ပင်စင်ကိုမှီခုန်ရတဲ့လူသန်းပေါင်းရာနဲ့ချီတဲ့ကြီးမားတဲ့အတိုင်းအတာနဲ့ဖြစ်လာမှာဖြစ်ပါတယ်။2035ခုနှစ်ကစပြီးတရုတ်နိုင်ငံရဲ့စနစ်ဟာတစ်နှစ်ကိုဒေါ်လာဘီလီယံပေါင်းများစွာလုံငွေပြနိုင်ပါတယ်။အခုလောလောဆယ်မှာတရုတ်နိုင်ငံဟာသူ့ရဲ့ GDP ရဲ့900ခန့်လုံးကျော်ကိုအငိမ့်စားလာစားပေးချိန်မှုအတွက်သုံးစွဲနေပြီး ဒါဟာတစ်နှစ်ကိုဒေါ်လာ900ဘီလီယံလောက်ရှိပါတယ်။ဒါကြောင့်ဒါဘလို့မှားသွားနိုင်လဲဆိုတာကို အလွယ်တကူမြင်နိုင်ပါတယ်။တရုတ်နိုင်ငံဟာ2000ပြည့်နှစ်မှာအမျိုးသားလူမှုဖူလုံရေးရန်ပုံငွေကိုစတင်တည်ထောင်ခဲ့ပြီးလာမယ့်ကပေးအတွက်ပြင်ဆင်နေပါတယ်။ဒီရန်ပုံငွေဟာငွေရေးစုဆောင်းထားပြီးအခုလက်ရှိမှာဒေါ်လာ400ဘီလီယံကျော်ကိုစီမံခန့်ခွဲနေပါတယ်။ဒါပေမဲ့ဒါဟာနည်းလွန်ပြီးနောက်ကျလွန်နေပါတယ်။ ဒီရံမုံငွေဟာပင်စင်လုံငွေကိုနှစ်အနေငယ်သာကာမိမှာဖြစ်ပြီး2030ပြည့်နှစ်တွင်မှာကုန်သွားနိုင်ပါတယ်။ဒါကြောင့်တရုတ်တွက်လူဦးရေရော့ကျခြင်းကပ်ဘေးဟာကြုံကိုကြုံရတော့မှာဖြစ်ပြီးကာကွယ်တားဆီးဖို့အချိန်မရဘူးတော့ဘူးလို့ဆိုလိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။